အော်တိုမေမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလည်ပါတယ်။ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေဒီညကနေပြီးတော့စုမုံကောင်းတောင်းပေးလိုက်ပါတယ်။အဲ့တော့ ဒါလက်ရှိမှာတော့ကျွန်တော်ရန်တိုက်ပေးရမယ့်အစီအစဉ်ပြန်လည်ပြီးရောက်ရှိလိုလာပါတယ်။ဒီရန်တိုက်ပေးမယ့်အစီအစဉ်ကိုတော့ကျွန်တော်ကျွန်တော်ကျွန်တော်နဲ့မဆိုင်ဘူးပေါ့နော်။ဒီရန်တိုက်ပေးမယ့်အစီအစဉ်ကိုအဓိကလှုပ်ဆောင်မဲ့လူကတော့တခြားတော့လူမဟုတ်ဘူး။ဒါကျွန်တော်တို့ Forbes Magazine ပေါ့နော်။ဒါကျွန်တော် Forbes Magazine ဆိုတာကျွန်တော်ကမ္ဘာမှာနာမည်ကြီးဆုံး Magazine တွေထဲတစ်ခု။ဒါကျွန်တော် Forbes မှာဒါအမြဲတူတော့ Top 10အသင်းတွေကိုဒါကျွန်တော် Top 10နဲ့ပတ်သက်တဲ့အမြဲတူတင်ဆက်ပေးတာဖြစ်တယ်။ကမ္ဘာမှာချမ်းသာဆုံးသတင်းတွေဒါကျွန်တော်ကမ္ဘာမှာဒါဟာပေါ့အကောင်ဆုံးနိုင်ငံတွေဒီလိုမျိုးရွေးချယ်ပြီး Top 10ကိုအရင်ရွေးချယ်ပြီးတဲ့ Forbes magazine ပေါ့နော်အဲ့တော့ The Forbes magazine နေနဲ့အခုလက်ရှိမှာဒါစိတ်ဝင်စားစရာကောင်းနေဒါဘော်လုံးနဲ့ပတ်သက်တဲ့သတင်းတခုကိုတို့အနေနဲ့တင်ဆက်ပေးခဲ့တယ်ဒါကျွန်တော်ရွေးတာမဟုတ်တော့ Forbes magazine ကနေရွေးပေးထားတာဖြစ်တယ် Forbes magazine နေနဲ့တို့ဘယ်လိုမျိုးတွက်ချက်လိုက်လဲတော့မသိဘူးကဘာပေါ်မှာဒါတန်ဖိုးအကြီးဆုံးအသင်း၁၀အသင်းကိုတို့ကရွေးချယ်ပေးလိုက်တယ်ဘောလုံးအသင်းပေါ့နော်အဲ့တော့ဒီနေရာမှာတော်တော်လေးကိုစိတ်ဝင်စားတဲ့နံပါတ်တွေဖြစ်ပြီးတော်တော်လေးကိုတို့ဘလို့တွက်ချက်လဲတော့မသိဘူးကျွန်တော်အနေနဲ့ကတော်တော်လေးကို surprising ဖြစ်စရာတွေတွေ့ခဲ့တယ်အဲ့တော့ ဒီနေ့မှာဒါကျွန်တော်တို့အသင်းဆယ်သင်းကတော့လက်ရှိမှာဒါကျွန်တော်တို့ဥရောပအသင်းတွေပဲဖြစ်ပြီးတော့ဒါကျွန်တော်တို့အာရှအသင်းတွေဒါကျွန်တော်တို့အဲ ဟိုလဲ sorry တင်းနော်ပါမလာခဲ့ American တင်းနော်မပါလာခဲ့ဘူးအဲ့တော့ပြောချင်တာကအခုလက်ရှိမှာဒါ Ford Magazine ကသူ့အနေနဲ့ဒါဥရောပအသင်းတွေကိုဒါ10အသင်းတွေကရွေးချယ်ပေးခဲ့တယ်။နံပါတ်10ဒါကျွန်တော်ခုနကပြောသူပဲနော်ဒါ Ford Magazine ကရွေးချယ်ပေးတာဖြစ်ပြီးကျွန်တော်ရွေးချယ်ပေးတာမဟုတ်တော့ကြောင့်မလို့ကျွန်တော်နဲ့မဆိုင်ပါဘူးကျွန်တော်ကရန်တိုက်ပြီးပြီးတော့ဒီဗီဒီယိုသက်သက်လုပ်ပြရပြီအဲ့တော့နံပါတ်10နေရာမှာဒါကြောင့်ဒါ by the way ဒီရာကို Ford Magazine ကနေ April Edition နဲ့ထုတ်ခဲ့တာဖြစ်ပြီး May Edition မဟုတ်ပါဘူး April Edition နဲ့ထုတ်ခဲ့တာ April 25ကဒါဈေးရင်းဖြစ်ပါတယ် နံပါတ်10နေရာမှာ Arsenal အသင်းကနေပြီးရက်တီနေပြီး Forbes Magazine က Arsenal အသင်းကို2.6ဘီလီယံနဲ့ဒါကျွန်တော်ကမ္ဘာပေါ်မှာနံပါတ်10တန်ဖိုးရှိတဲ့အသင်းတွေနဲ့သတ်မှတ်ခဲ့တာဖြစ်ပါတယ်နံပါတ်9နေရာမှာတော့စိတ်ဝင်စားစရာကောင်းစွာနေပြီဒါကျွန်တော် Chelsea အသင်းကတော့ ဒါပေမဲ့ကိုးနေရမှာလားအာစနယ်ကိုကြော်လွန်ပြီးတော့3.13ဘီလီယံနဲ့အတူဒါကျွန်တော်တို့ကမ္ဘာပေါ်မှာတန်ဖိုးအကြီးဆုံးနံပါတ်6အသင်းကိုရွေးချယ်ပြီးတော့ဒီနေရာမှာတချို့ကငြင်းနိုင်တယ်ပေါ့နော်လက်ရှိမှာဒါချယ်ဆီအသင်းကလည်းဒါကျွန်တော်တို့အာစနယ်အသင်းတော့မအောင်မြင်မဲနဲ့အခုလက်ရှိပေါ့နော်အခုလက်ရှိမှာမအောင်မြင်မဲနဲ့ဗာတချို့ကချယ်ဆီပြည်သက်တဲ့ငြင်းနိုင်တယ်ငါတို့ကဥရောပအောင်မြင်မှုရှိတာဒီလိုဒါကြောင့်မို့ငါတို့အရင်တုန်းကအောင်မြင်မှုအခံနေတဲ့အတူအခုလက်ရှိမှာငါတို့ကဒီလိုမျိုးဖြစ်တာဘာညာဆိုပြီးတို့ငြင်းနိုင်တယ်ဒါပေမဲ့အဲ့ဒီငြင်း အငင်းခုံတွေကိုပို့ပြီးတော့အပေါ်ရောက်တဲ့ငင်းခုံမှုတစ်ခုကနံပါတ်၈နေရာမှာကျွန်တော်ရဲ့အသင်းဖြစ်တဲ့ တော့တန်ဟန်ဟော့စရက်တင်းကတော့ကျွန်တော်တို့အင်္ဂလန်အသင်းတသင်းအနေနဲ့လန်ဒန်ကအသင်းတသင်းအနေနဲ့အကြီးအဆုံးကလန်ဒန်မှာတန်ဖိုးအကြီးဆုံးအသင်းတသင်းနဲ့နံပါတ်၈နေရာမှာဦးဆောင်နေတဲ့သုံးသမားနှစ်နဲ့ပေါ့နော်ပြောချင်တာချော်ဆွီအသင်းနဲ့ကျွန်တော်ဒါပြောရမှာဆို 0. something 0.07လောက်ပဲကွာနေထားမှာရှိပေမဲ့တော့တန်ဟော့စပါတင်းကသူတို့နံပါတ်၈နေရာနဲ့ရပ်တည်ခဲ့တယ်ဒီနေ့မှဒါ reason ပုံစံမျိုးပေးတာတော့မဟုတ်ပင်နဲ့ဒါကျွန်တော်သိရတော့တော့တန်ဟော့စပါတင်းရဲ့ကွင်းတစ်ကြီးကအများကြီးဒီနေရာမှာအရေးပါခဲ့တယ်လို့ကြားသိရတယ်မှာပါတယ်အဲ့တော့ပြောချင်တာကဒီနေရာမှာဒါအများကြီး င်းလို့ရပါဘူး။အာဖလားလည်းမရတဲ့ကောင်ဒီတော့2008နောက်ပိုင်းတော့ဟိုဥရောပဖလားလည်းဘာမှမမယ်ရရှိတဲ့ကောင်မဟုတ်ဘူး။ခုနကပြောသူပြည်တွင်းဖလားလည်းဘာမှမမယ်ရရှိတဲ့ကောင်မဟုတ်တဲ့ကောင်ကအဆင့်ရှင်းနေရကိုဘလို့ရလဲ။အဲ့တော့ဒါတည်းကခုနကပြောရင်လည်းပြောမှာဆိုတော့ Daniel Levy ရဲ့အစွမ်းနေပဲ။ Levy ကဒါဒီကျွန်တော်စီးပွားရေးလုပ်တဲ့နေရာမှာတော့တော်တော်လေးကိုတော်တဲ့အနေထားမှာရှိတယ်။တော်တော်လေးကိုဒါစောက်ရမ်းဆရာကြိုက်နေထားမှာ။ဒါပေမဲ့ဒီနေရာမှာအများကြီးအများကြီးဆွေးနွေးလို့ရဘာဖြစ်လို့ Tottenham Hotspur တင်ကနံပါတ်6ရောက်နေလဲ။ဘာဖြစ်လို့ကျွန်တော်ဒါလန်ဒန်မှာဒီ club ကိုဒါ Forbes Magazine ကနေပြောတာကျွန်တော်နံပါတ် ရှင်းနေရာကိုလောက်ခဲ့လေဒါကတော့ကျွန်တော်လည်းမသိဘူးဒါ Ford Magazine ကိုတိုင်းရေးတင်ထားကြတဲ့ Ford Magazine ကိုတွားပြီးတော့ပြဿနာသွက်ရှာလို့ရပါတယ်ကျွန်တော်နဲ့ဘာမှမဆိုင်ဘူးလို့ပြောလို့ရပါတယ်ဒါပုံမှန်လေးနဲ့ခင်ဗျားတို့ပြောအဲ့တော့လက်ရှိမှာဒါကျွန်တော်လန်ဒန်အသင်း3တင်းကစောစောစစ်စစ်ပဲနံပါတ်10မှာ Arsenal က2.6ဘီလီယံနဲ့နံပါတ်9မှာ Chelsea အသင်းက3.13ဘီလီယံနဲ့အတူနံပါတ်10နေရာမှာ Tottenham Hotspur အသင်းက3.2ဘီလီယံနဲ့ဒါကျွန်တော်တို့နံပါတ်10နေရာမှာရပ်နေတယ်နံပါတ်9နေရာမှာဒါဟာနားလေဘီလီယံလက်ရှိမှာဒါကျွန်တော်တို့အသင်းမှာလည်းဒါကျွန်တော် quality ကစားသမားတွေတဖြည်းဖြည်းများလာလို့အသင်းကတော်တော်လေးကိုဒါကျွန်တော်အပေါင်း င်းလက္ခဏာဆောင်မှုအခုလက်ရှိမှာ Champion League Final ကိုတက်ရောက်ထားတဲ့အသင်းတွေတသင်းဖြစ်တဲ့ PSG အသင်းကလက်ရှိမှာဒါကြောင့်နံပါတ်9နေရာမှာ4.4ဘီလီယံနဲ့အတူနာကျွန်တော်ကပောက်မှာတန်ဖိုးအကြီးဆုံးနံပါတ်9နေရာမှာရပ်တည်နေတာဖြစ်တဲ့ဒီပေါ်မှာဒါစရောစိတ်ဝင်စားစရာအသင်းတသင်းဖြစ်တဲ့နံပါတ်6နေရာမှာ Bayern Munich အသင်းမှာ Forbes Magazine အသင်းက The Forbes Magazine ဘက်ကတော့ Bayern Munich အသင်းကိုဒါကျွန်တော်တို့ Germany မှာဒီစီးရင်ထဲမှာ Germany တဲ့ကတသိန်းနဲ့ပါတဲ့တသိန်းနဲ့ Bayern Munich ကိုနံပါတ်6နေရာမှာထားပြီးတော့ခုနက PSG နဲ့ sign 0.6 billion ပို့ပြီးတော့များခဲ့ပြီးတော့ဒါကျွန်တော်ပေါင်ပန်တန်းနဲ့ပြောရမှာဆိုတော့တန်း6ဟာပူများတယ်ပေါ့နော်အဲ့တော့ဒါကျွန်တော် Bayern Munich ကနံပါတ်6နေရာမှာဒါကဘာပေါ်မှာတန်ဖိုးကြီးဆုံး club အနေနဲ့နံပါတ်6နေရာမှာယက်တီနေတာဖြစ်တယ်နံပါတ်9နေရာမှာကတော့ဒါကျွန်တော်125ဝင်သွားတယ်အဲ့တော့ဒါကျွန်တော်နံပါတ်6နံပါတ်9နံပါတ်10နံပါတ်9နံပါတ်10ကဂုံတိပြီးပြီးနံပါတ်9နေရာမှာလက်ရှိမှာဒါကျွန်တော်တို့ England အသင်းဖြစ်တယ်ဒါ Manchester ကအသင်းဖြစ်တယ် ခဲ့ Manchester City အသင်းကတော့ဒါကျွန်တော်တို့ Bayern Munich ထက်0.1ပိုများပြီးတော့ဒါကျွန်တော်တို့5.1 billion နဲ့အတူဒီနေရာမှာဒါကျွန်တော် Manchester City အသင်းကနံပါတ်5နေရာမှာကမ္ဘာမှာတန်ဖိုးအကြီးဆုံးနေနဲ့ယက်တီနေရာဖြစ်တယ်နံပါတ်6နေရာမှာဒါကျွန်တော် England အသင်းနောက်တစ်သင်းပဲဒါကျွန်တော်တို့လာ Marseille site ကဒါကျွန်တော်လက်ရှိဒီနှစ်ရဲ့ Premier League Champion အသင်းတစ်သင်းဖြစ်တဲ့ Liverpool ကတဲ့ကတော့ဒါကျွန်တော် Forbes Magazine ကဒါကျွန်တော်တို့သတ်မှတ်ခဲ့တဲ့နံပါတ်6နေရာမှာတော့ Liverpool အသင်းကယက်တီနေဖြစ်တယ်ခုနကဒါ Manchester City အသင်းထက်အစားရင်တော့0.27 7ပုံများပြီးတော့9.3ခွန်ဘီလီယံနဲ့အတူဒါကမ္ဘာပေါ်မှာတန်ဖိုးရှိတဲ့နံပါတ်၄နေရာဝင်သွားခဲ့တယ်ပြီးတော့ဒီနေ့မှာ top 3ပါ top 3နေရာမှာဒါကျွန်တော်တော်တော်လေးကိုစိတ်ဝင်စားမှုနေထားမှာရှိပြီးဒါကျွန်တော်ညင်းခုန်ဆွေးနွေးလို့ရနေထားမှာရှိအဲ့နံပါတ်3နေရာမှာတော့တော်တော်လေးကိုနားလည်ပေးလို့ရဒီနေရာမှာဘာလို့ရောက်နေလဲဆိုတော့ဒါအတိမတ်ပြုလို့ရတဲ့သတင်းဖြစ်တယ်ဘာစလိုနာအသင်းနေတဲ့အခုလက်ရှိမှာ5.6ဘီလီယံနဲ့အတူ ဒီနေရာမှာပေါ့နော်ဒါကျွန်တော်တို့နံပါတ်3နေရာမှာယက်တည်နေဒါကျွန်တော်စပိန်အသင်း2သင်းနဲ့ကတသင်းဖြစ်ပြီးရောဒါဘာစလိုနာအသင်းကလက်ရှိမှာကမ္ဘာပေါ်မှာတန်ဘူးအကြီးဆုံးနံပါတ်3နေရာမှာယက်တည်နေတယ်ဆို Forbes Magazine ကနေပြီးတော့ဖော်ပြခဲ့တယ်သူရဲ့တန်ကြီးကကြောင့် Liverpool သင်းထက်ဆိုင်0.23ပုံများပြီးတော့5.6 billion နဲ့အတူသူတို့အနေနဲ့ဒါကျွန်တော်တို့ဘာစလိုနာအသင်းကဒါကျွန်တော်တို့ကမ္ဘာပေါ်မှာတတိယတန်ဘူးအကြီးဆုံးအသင်းဖြစ်ခဲ့တာဖြစ်တယ်နံပါတ်2နေရာမှာဒီနေရာမှာလူအများဆုံးညှင်းခုံဆုံးဖြစ်မဲ့နံပါတ်2နေရာဖြစ်ပါတယ်။ Manchester United အသင်းကတော့လက်ရ ှိမှာဒါကျွန်တော်ဘာစီလိုနာလစ်ဗာပူးစီးတီးဘိုင်ယန် PSG Chelsea Arsenal တို့ကိုကြော်လွန်ပြီးတော့ဒါကျွန်တော်တို့ကဘာပေါ်မှာ ကဘာပေါ်မှာဒါကျွန်တော်တို့တန်ဖိုးအကြီးဆုံးနံပါတ်1နေရာကို Manchester United အသင်းကနေဆွခုခဲ့တယ်။ဒီနေရာမှာဒါဒီရနဲ့ပတ်သက်ပြီးဒါကျွန်တော် Twitter တစ်ခွင်မှာညင်းပွဲတာဖြစ်နေမဲ့ဒီနေရာမှာဒါ forward ကလည်းဒါနဲ့ပတ်သက်ပြီးဘယ်လိုမျိုးတွေ့ချက်လဲမပြောထားဘူး။ကျွန်တော်အနေနဲ့ဒီနေရာမှာမှန်ရမယ်ဆိုရင်တော့ဒါကျွန်တော်အမြင်ပေါ့နော်။လက်ရှိမှာဒါ Manchester United ရဲ့ဒါပရိသတ်အားကိုသူတို့ United ထဲနဲ့ဒါကျွန်တော်ဒါဘယ်လိုလဲဘယ်လိုတွေ့လဲတော့မသိဘူးပေါ့နော်။ဒါကဘာပေါ်မှာဒါတန်ဖိုးအကြီးဆုံးကလပ်နဲ့ Manchester United အသင်းကိုသူတို့နံပါတ်1နေရာသတ်မှတ်လိုက်တယ်။လက်ရှိခြေစွမ်းလက်ရှိအခြေအနေတွေကိုလက်ရှိမှာမေ့ထားပြီးတော့ Manchester United အသင်းနဲ့ဒါ globally support ကိုတို့တွက်လိုက်ပုံရတယ်လက်ရှိမှာဒါကျွန်တော်ကွင်းနေသားဒါကျွန်တော်ကွင်းသစ်ဆောင်မဲ့နေသားတွေဘာညာတွေတို့အကုန်တွက်လိုက်ပုံရတယ်အဲ့တော့6.6မှ9.9နေဒါကျွန်တော်တို့လက်ရှိ Barcelona တက်တော်မှာ almost ဘောနော်10 billion လောက်ပို့တဲ့ amount နဲ့အတူဒါ6.55 billion နဲ့အတူ Manchester United အသင်းကတော့ကမ္ဘာပေါ်မှာဒါတန်ကြီးအမြင့်ဆုံးဒုတိယအသင်းဖြစ်ရပ်တည်နေခဲ့တာဖြစ်တယ်နံပါတ်1နေရာမှာဒါလုံးဝအတူပါမရှိတကယ်ကိုလမ်းပြန်ထွက်နေတဲ့နံပါတ်နဲ့အတူဒါမထူးဆန်းတဲ့ Real Madrid အသင်းကတော့ဒါကျွန်တော်ဒီနေရာမှာကျန်တဲ့ဥစ္စာတွေအကုန်လုံးကငင်းငင်း င်းလို့ရတယ်ပေါ့ဒါပေမဲ့ကပောက်မှာတန်ဖိုးအကြီးဆုံးဒါအသင်းတသင်းနေနေဆိုရင်တော့အမြင်နဲ့ real madrid ကထိတ်တန်းအသင်းနေနေအမြင်နဲ့သွားပါတယ်အမြင်နဲ့ဒါကျွန်တော်တက်ဒါအမြင်တက်နဲ့နှစ်ပဲအမြင်နဲ့သူသွားတယ်နှစ်တောင်မှတောင်တောင်သူမစင်းဘူးเนาะအဲ့တော့ for magazine ကဒါပေးရတဲ့ဒါတော့ကပောက်ပေါ်မှာဒါတန်ဖိုးအရှိဆုံး2025ခုနှစ်မှာဒါ2024 2025ရာသီမှာတန်ဖိုးအရှိဆုံးအသင်းတသင်းနေနေတတ်မှတ်ခဲ့တာကတော့ real madrid ပဲအဲ့တော့အတူချုံးလေးပြန်ပြောလဲအဲ့တော့လက်ရှိမှာနံပါတ်1နေရာမှာ real madrid ကနေပြီးတော့6.6ဘီလီယံနဲ့ကမ္ဘာပေါ်မှာတန်ဖိုးရှိသောနံပါတ်1အသင်းနဲ့ယက်တည်နေတယ်။နံပါတ်2နေရာမှာ Manchester United နံပါတ်3နေရာမှာ Barcelona နံပါတ်4နေရာမှာ Liverpool နံပါတ်5နေရာမှာ Manchester City နဲ့နံပါတ်6နေရာမှာ Bayern Munich နံပါတ်9နေရာမှာ PSG နံပါတ်10နေရာမှာကျွန်တော်အသွင်းဖြစ်တဲ့ Tottenham Hotspur နဲ့နံပါတ်9က Chelsea နံပါတ်10နေရာမှာ Arsenal ဖြစ်ပါတယ်အဲ့တော့ ဒါလက်ရှိမှာတော့ကျွန်တော်အကုန်လုံးကဒီနေရာမှာဒါ Ford Magazine ကတင်ဆက်ပေးတာဖြစ်ပြီးကျွန်တော်လည်းတော့ဘာမှမဆိုင်ပါဘူးကျွန်တော်တို့ဟာကိုလေးဘာဖြစ်ကျွန်တော်လည်းဘာမှမဆိုင်ပါဘူးဒါဟာ Ford Magazine က April 2025မှာတရားဝင်ဒါ list လုပ်ထားတဲ့နံပါတ်တင်တဲ့အတူသူတို့သတ်မှတ်ပေးထားတဲ့ဒါကျွန်တော်တို့ဥစားရဖြစ်ပါတယ်ကျွန်တော်လည်းဘာမှမဆိုင်ပါဘူးကျွန်တော်ကတည်င်းပုံစံမျိုးအနေနဲ့တင်ဆက်ပေးတာပဲဖြစ်ပါတယ်အားလုံးပဲကြိုးတူပါတယ်ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေစုမုံကောင်းတောင်းပေးနေပဲဒီနေရာမှာကျွန်တော် ဒီနောက်မှာကျွန်တော်နားကျင်တယ်ပေါ့နော်အဲ့တော့ဘောလုံးပွဲတွေမှာကြည့်ရှုကျင်နေဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4U တို့မှာကျင်းလို့ဆိုရင်ပအောင်ကူညီလို့ရပါတယ်။များများလေးလည်း clip ဖို့မမေ့ကြပါနဲ့ဗျအောက်က comment တွေထဲမှာလေ Youth Sport Media 3.0နဲ့ TV4U ရဲ့ link လေးတွေကို meet တော့ထည့်ပေးတာကျွန်တော်များများကူညီပေးလို့ရပါတယ်။ကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe လေးကိုကျွန်တော်အားပေးလို့ရပါရဲ့။ မြန်မြန်လေးလေးကလစ်ဖို့မမိကြပါနဲ့ဦးဗျမြန်မြန်ကလစ်မမြန်နိုင်ဖြစ်ပါလေအားလုံးပဲကျူးတူပါတယ်ကောင်းမွန်တော့နေလေးနေဖြစ်ပါစို့ဆုမွန်ကောင်းတောင်းပြီးနေပဲကျွန်တော်တို့ရေနောက်မှပဲအေးစစ်စစ်တွေ့ကြတာပေါ့အားလုံးပဲကျူးတူပါတယ်မြန်မြန်လေးကလစ်ဖို့မမိကြပါနဲ့ဦးမြန်မြန်ကလစ်မမြန်နိုင်ဖြစ်ပါလေတီးပါဗျ